ဒီနေ့ကျမတို့ကြည့်ဖြစ်တဲ့အရေးမြစ်တေရဲမာလီတိပံပညာမှာရှေ့ဆောင်လမ်းပြခဲ့တဲ့အမျိုးသမီးတွေများရည်တဲ့ဒါပေမဲ့အများစုကသိပြီးတော့အတိမဖြူမခံရဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီကမှတကယ်ခုတ်စားစဉ်တယောက်ရှိတယ်อืมမာရီကျူရီမာရီကျူရီပေါ့သူ့ရဲ့ဘဝစာကြောင်းသူလုပ်ခဲ့တာတွေအောင်မြင်မှုတွေအကြောင်းကိုဒီနေ့အတွင်းကြကြလေးဆွေးနွေးကြည့်ကြရအောင်လားကောင်းပါလေသူကအဲပိုလန်မှာမွေးတာမာရီယာစကလာဒေါစကာဆိုတဲ့နာမည်နဲ့ ဟုတ်တယ်မိသားစုကပညာတတ်တွေဆိုပေမဲ့အဲ့ဒီခေတ်ပေါ်လာမှာကအမျိုးသမီးတွေတက်ကစော်တက်ခွင့်မရှိတလို့ပဲလေအခွင့်အလမ်းနေတာပေါ့နော်အဲ့ဒီတော့သူကပညာဆက်တင်ဟူပါရီကိုထွက်ခဲ့ရတယ်ဆော်ဘင်တက်ကစော်ကိုပေါ့အဲ့ဒီပါရီမှာမဲသူ့ဘဝရဲ့အရေးပါဆုံးလို့တိပတ်မာရောဘဝမှာပါလက်တွဲဖို့ဖြစ်လာမဲ့ပီယက်ကျူရီနဲ့တွေ့ခဲ့တာနော်ဟုတ်ပါတယ်ပီယက်ကျူရီသူတို့နှစ်ယောက်ဆုံးပြီးနောက်ပိုင်းမှာမှ တကယ်ကိုတိပံလောကကိုပြောင်းလဲစေမယ့်အလုပ်တွေအထုထုလုပ်ဖြစ်ကြတာသူကဟို Henry Becquerel တွေ့ထားတဲ့ uranium ကြီးတွေကိုစင်ကွန်စားရနေစတာဟုတ်တယ်မလားမှန်ပါတယ်အဲ့ဒါကိုသူကစနစ်တကျပြင်လိုက်ရင်ね thorium ကလည်းအဲ့လိုရောင်ချီတွေထုတ်နေတာတွေ့ရောอืมဒါပေမဲ့တကယ်အဓိကကြရဲ့တွေ့ရှိမှုကအဲ့ဒါထက်ပိုတယ်ဒီရောင်ချီဖျားထွက်မှု radiation ဆိုတာလေဟုတ်ကဲ့အဲ့ဒါက molecule ရဲ့ ti sok pong jok maho pu. Etam, etam ye atuan pain tiba wa jang pira me so re ayu sa go tu ga kao che cha na inge ra. Oh, era toro toran de tui be. Eri ke ga etam sa la kwe lom ya buru ti ne ja ro mo la. Ho be, te ge go tola ne ju sa. Pito tu ro pitch plan so re tatu rai go santa yeng ne le. Mm. Uranium chi be so yin shim pia lo mi ya la ong yang chi tora yang mi ane da tari ta mi de. ဆိုတော့ဆိုတော့ဒီထက်မှမတိသေးတဲ့ပိုပြင်းတဲ့တက်စင်အစ်တွေပါနေရမယ်လို့သူခမန့်လိုက်တာပေါ့တီတီကြကြပဲအဲ့ဒီချိန်မှာသူခင်ဘွန်ပြဲကလည်းသူလုံနေတဲ့သူ့ဒေသနာကိုတော့ခဏရပ်ပြီးမရီရဲ့လှုပ်ထက်ဝင်ကူတော့တာအားကြစရာပူပေါင်းဆောင်ရွက်မှုပဲနော်ဟုတ်ကဲ့အဲ့ဒီလိုနဲ့1898မှာပဲ dressing အစ်တနှစ်ခုရှာတွေ့တယ်တစ်ခုကိုတော့သူ့မွေးရမည်ပိုလန်းကိုကွန်ဖြူပြီး โพโลเนียนလို့နာမည်ပေးတယ်။ Polonium နောက်တစ်ခုကတော့နောက်တစ်ခုကတော့လူသိများတဲ့ Radium ပေါ့။အဲ့ဒီမှာတင်သူတို့က Radioactivity ဆိုတဲ့အသုံးအနှုန်းကိုစပြီးသုံးခဲ့ကြတာ။ Radium နဲ့ Radioactivity ဒါပေမဲ့အဲ့ dressing တွေကိုတည်တံခွဲထုတ်ဖို့အလို့ကတော့တို့ပြင်ပန်းခဲ့တယ်ဆိုပဲ။အမတန်ပြင်ပန်းခဲ့တာ။ဘယ်လိုပြောရမလဲ။သူတို့လုတ်လုတ်ခဲ့ရတဲ့နေရာကတူလောင်ယုံအဟောင်းကြီးပဲ။အမိုးဆိုပေါင်းနေရာမိုးတော့တိမ်မလုံးဘူး။ဟာ ဒုက္ခပါပဲအဲ့လိုအခြေအနေကနေလုတ်ခဲရတာနော်ဟုတ်တယ်အဲ့ဒီလိုခက်ခဲခက်ခဲလုတ်ခဲလို့လေထောင်ခွေရတော့မှာ ရူပဝေဒနိုဘယ်ဆုကိုဖျဲရယ်ဘက်ကရယ်ရယ်သူ့ရဲ့သုံးယောက်အတူတူရခဲ့ကြတယ်နိုဘယ်ဆုရတဲ့ပထမဆုံးအမျိုးသမီးဖြစ်သွားတာဗောဒါမဲ့အဲ့ဒီမှာပီယဲကတိုက်တွန်းလို့ဒါဆုရှင်နဲ့ပါတာဆုနဲ့အသက်လဲကြဘူးတယ်အဲ့ဒါဟုတ်ပါတယ်အဲ့ဒီခက်ကအချင်းကြီးရပါလေအမျိုးသမီးသိပ်ပန်ပညာရှင်ဆိုရင် သိအတိမှမပြည့်ရှင်ကြဘူး။อืมခက်ခဲခဲမှာပဲ။ဒါနဲ့သူခင်ပွင်ပြဲကမတော်တဆမှုနဲ့ဆုံးသွားခဲ့တယ်နော်။2006မှာ။ဟုတ်ကဲ့။လန့်ချက်ကူရင်မြင်းလဲတိုက်မှုနဲ့ရုတ်တရက်ဆုံးသွားတာ။မရီထွက်တော့တတော်ကြီးမားတဲ့ဆုံးရှုံးမှုပေါ့။ဟုတ်မှာပဲ။ဒါနဲ့မဲ့သူကအဲ့ဒီမှာနေရက်မသွားဘူး။ဆော်ဗွန်မှာခင်ပွင့်ရဲ့ပါမောခနေရာကိုဆက်ခံတယ်ပထမဆုံးအမျိုးသမီးပါမောခထွက်လာတယ်တကယ်စိတ်တက်ခိုင်မာတာပဲ ပြီးတော့1971မှာနောက်ထပ်နိုဘယ်ဆုထက်ရသေးတယ်ဟုတ်ပါတယ်ဒီတစ်ခါဓာတုပေးတာ ਨੇ အန်တော့ဇာပဲသိပ္ပံနယ်ဘယ်နှစ်ခုမှာနိုဘယ်ဆုရတဲ့ပထမဆုံးလူတဦးတည်းသောလူဖြစ်သွားတာမြို့မှုနဲ့ဒီပိုင်းနဲ့ထင်ပါမယ်သူ့ဘဝရဲ့အကြီးမားဆုံးအခက်ခဲတွေထဲကတခုကြုံခဲ့ရတယ်ခေါ်လာမဖြစ်လို့လဲဒုတိယနိုဘယ်ဆုကျင်းရတဲ့အချိန်ဝန်းကျင်မှာပဲသူ့ရဲ့ love for kindness ပညာရှင်ပေါ်လန်ရှင်နဲ့ပတ်သက်ပြီးတော့အမ်အကြီးကျယ်အတေဖြတ်တိုက်ခိုက်ခံရတာအော် ိုးလောင်ရှင်ကအိမ်ထောင်စီနော်ဟုတ်တယ်ဆိုတော့မီဒီယာတွေကနေဝိုင်းပြီးတော့ရေးကြတယ်ပြင်းထန်မှာသူကပိုလန်သူအမျိုးသမီးဆိုတော့လူမျိုးခြားမွန်တီမှုအမျိုးသမီးမွန်တီမှုတဘောတရားတွေနဲ့ရောပြီးတော့ပြင်းပြင်းချန်ချန်ဝေဖန်ခံခဲ့ရတာဟောတော်တော်ဆိုးတာပဲအဲ့ဒီကြားတဲ့ကသူနိုဘယ်ဆုသွားယူခဲ့တာလားဟုတ်တယ်အဲ့ဒီလိုဖီးရတဲ့အများကြီးရှိနေတဲ့ကြားကပဲဆွီဒင်ကိုသွားပြီးဒုတိယနိုဘယ်ဆုကိုလက်ခံယူခဲ့တယ်သူရဲ့ကြန့်ခိုင်မှုကိုပြတာပဲတကယ်ကိုလေးစားစရာပါ သူ့ရဲ့လှုပ်ဆောင်မှုတွေကဒီလောက်နဲ့ရပ်မနေခဲ့ဘူးနော်ပထမကဘာစင်မှာလည်းကူညီခဲ့တယ်ဟုတ်ကဲ့ Petite Curie ဆိုပြီးခေါ်ကြတယ်ယူလီယာတမန်ရိုက်တဲ့ကာလီတွေအဲ့ဒါတွေကိုသူဥဆောင်ပြီးစစ်မြေပြင်ကစီယုံလီစီတွားကူညီခဲ့တယ်အဲ့ဒါစစ်သားတွေတော်တော်အသက်ခံနိုင်ခဲ့မှာပဲအများကြီးအထောက်ကူပြုခဲ့တယ်ပြီးတော့ Paris နဲ့ Warsaw မှာ Curie Institute တွေကိုတည်ခောင်းခဲ့တယ်။အဲ့ဒီ Institute တွေကအခုတရှိနေတုံးပဲနော်။သူရေသနာမှာနာမည်ကြီးပဲ။ဟုတ်ပါတယ်။ထိတ်တန်းသူရေသနာဌာနတွေဖြစ်နေဆဲပဲ ူတွေးခဲ့တဲ့ radium ကိုသုံးတဲ့ curie therapy ကလည်းအခု cancer အတွက် radiation therapy ရဲ့အစောပိုင်းအခြေခံဖြစ်ခဲ့တာပေါ့တကယ်ပဲသူ့အမွေအနကကြီးမကျယ်ပြန့်လို့ပါပဲတိပတ်နယ်ပယ်နှစ်ခုမှ novel စုရလေတအိုးသေးတော့သူอืมတိပတ်လောကမှာအမျိုးသမီးတွေအတွက်တကားဖွင့်ပေးခဲ့သူသူသမီး iron ကိုတိုင်ကလည်းနောက်မှဓာတုဗေဒ novel စုရခဲ့သေးတယ်ဆိုတော့ဟုတ်တယ်မိသားစုလိုက်တိပတ်အမွေကိုဆက်ခံနိုင်ခဲ့ကြတာဒါပေမဲ့ wellness ရာကောင်းတာကတော့ သူ့ကိုယ်လိုက်ကအဲ့ဒီရီရီယိုတတိချွာမှုတွေနဲ့နှစ်ပေါင်းများစွာထိသွေးခဲ့ရတဲ့တန်ကြောင့်ပေါ့ဟုတ်ကဲ့အပလတ်စတစ်အနီမီးယားဆိုတဲ့သွေးရောဂါတစ်မျိုးနဲ့1934မှာကွယ်လွန်သွားခဲ့ရတယ်။ဟွန်းသူ့ရဲ့ဆုံးရမှုကသူ့တက်ကိုပါရင်းလိုက်ရတယ်လို့ဖြစ်သွားတာပဲ။သူ့ကိုဂွန်ဖြူတဲ့နီးနဲ့ဟုတ်ပါတယ်။သူ့ရဲ့အယိုးပြကိုဘယ်ရီကပန်သီယောမှာပင်သီရဲ့အမျိုးသားသွေးရောဂါဗီမာမှာပေါ့လေ။သူ့ရဲ့ထူးချုံမှုအကရဂွန်ဖြူမြုံနံထားတယ်။ အဲ့ဒီလိုဂုံပြုခံရတဲ့ပထမဆုံးအမျိုးသမီးလည်းဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင် Marie Curie ဆိုတာသိပြန်ပညာမှာအကြီးကျယ်ဆုံးအောင်မြင်မှုတွေရခဲ့ရုံတင်မကောက်ဘူး။ဟုတ်ကဲ့။ပုဂ္ဂိုလ်ရေးဆုံးရှုံးမှုတွေလူခွေစည်းရဲ့အမြင်ဆောင်မှုတွေခွဲခြားဆက်ဆံမှုတွေကိုကြံ့ကြံ့ခံရင်းဆိုင်ကြော်ဖြတ်ခဲ့တဲ့တကယ်စံပြဖို့ကိုပဲနော်။တကယ်ဟုတ်ပါတယ်။သူ့ရဲ့ရှားဖွေသူရှိမှုတွေသူ့ရဲ့စိတ်ဓာတ်တွေကသိပြန်စိတ်ပညာနောက်ပြီးအမျိုးသမီးလေးရဲ့အခွင့်အရေးအတွက်ပါ ဒီနေ့ ठी ကိုတက်ရောက်မှုရှိနေတုံးပဲဒီနေရာမှာစဉ်းစားစရာတစ်ခုကလေဟုတ်ကဲ့အရေးချင်းရှိတဲ့လူတွေရောဘသူပဲဖြစ်ဖြစ် तू ကဘယ်နောက်ခံကလာလို့ဘာဖြစ်နေလို့ဆိုလဲအကြောင်းပြချက်တင်းနဲ့အတားဆီးတွေဖလိုက်မှုတွေကြုံရတဲ့အခါအင်းကျမတို့လူခွဲစီတော့ဘလောက်တောင်တန်ဖိုးရှိတဲ့အလားအလာတွေဆုံးရှုံးသွားနိုင်မလဲဆိုတာပဲနော်အဲ့ဒါတကယ်မှန်တဲ့အချက်ပါအစမှာပြောခဲ့သလိုပဲမရီကျူရီလိုထင်ရှားကြော်ကြားသူတွေရှိသလိုသူ့လောင်လူမသိပေမဲ့ တိတ်တဆိတ်ပမိုးကူညီခဲ့တဲ့အတိမတ်ပြုတဲ့တခြားအမျိုးသမီးပညာရှင်တွေလူသားတွေအများကြီးရှိနေ ਉ မှာပဲသူတို့အာဇုန်ရဲ့ကြိုးပမ်းမှုတွေကိုအတိမတ်ပြုဖို့လိုအပ်ကြောင်းမရီကူရီရဲ့ဘဝကတရိပ်နေတယ်လို့ပါပဲ